ဒီနေ့ပြောပြမှာတော့ resistor အကြောင်းပါ electronic လို့ပြောလိုက်ရင်မဖြစ်မနေလေးလာမှာ resistor တွေပါပါတယ် resistor ဆိုတာ passive electrical component တစ်ခုဖြစ်ပါတယ် passive electrical component ဆိုတာစွမ်းအင်တွေကိုလက်ခံနေဒါပေမဲ့ထုတ်လုပ်တာတော့မဟုတ်ဘူးသူကလက်တော့လက်ခံနေပေါ့နော်ဒါပေမဲ့ထုတ်လုပ်တာမျိုးမလုပ်ဘူးအဲ့လိုပြည့်စစ်ပစ္စည်းအမျိုးအစားတွေကိုပြောတာအဓိကတော့ resistor က current ဆိုတဲ့လျှက်စီးကိုကန့်သတ်ဖို့သို့မဟုတ်ထိန်းကြီးဖို့အဓိကသုံးရတဲ့ပစ္စည်းဖြစ်ပါတယ် သူ့မှာအဆုံးနှစ်ဖက်ပါရှိပြီးလျက်စီးချောင်းမှာဂျားကန်တက်ဆင်လိုက်မယ်ဆိုရင်ကားရန်စီစဉ်မှုနဲ့ဘိုအားကိုထိန်းချုပ်နိုင်ပါတယ်သူ့ရဲ့ SI unit ကတော့ ohm ဖြစ်ပါတယ်သင်္ကေတကတော့ ohm သင်္ကေတလေးပါ resistor အမျိုးအစားအများကြီးရှိပါတယ်စိုင်အမျိုးမျိုးပုံစံအမျိုးမျိုးသူကထုတ်လုပ်ပါတယ်အဓိကအုပ်စုနှစ်ခုကိုပြောမယ် linear resistor နဲ့ non linear resistor ဆိုပြီးနှစ်မျိုးရှိပါတယ် linear resistor ဆိုတာ ohm's law ကိုတိကျလိုက်တာပြီးတော့အခြား ဘာ extra နဲ့အဖက်ကြောင့်မှ resistor ကိုပြောင်းလဲစေမှာမဟုတ်တဲ့ resistor မျိုးစားတွေ linear resistor တွေမှာအမျိုးအစားနှစ်ခုထပ်ကွဲပါသေးတယ်။တန်ဖိုးသည် resistor fit up resistor နဲ့တန်ဖိုးပြောင်းလဲနိုင်တဲ့ variable resistor တို့ဖြစ်ပါတယ်။ကျွန်တော်မြင်တွေ့နေရတဲ့ color code လေးတွေပါတဲ့ resistor လေးတွေက linear အမျိုးအစား fit up resistor လေးတွေဖြစ်ပါတယ်။ fit up resistor ထဲမှာတန်ဖိုးနေပြီးအကျန်းခံတဲ့လက်ရှိဈေးဝက်ထဲမှာအများဆုံးတွေ့ရတဲ့အမျိုးအစားကတော့ carbon composition resistor လို့ခေါ်ပါတယ်။ value ကြီးကြတယ်အပူပိုခံနိုင်ရေးရှိတယ်ဈေးပိုကြီးတဲ့ resistor နောက်တစ်မျိုးရှိပါသေးတယ် Madeflin resistor လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ high voltage မှာသုံးတဲ့ wire wound resistor တွေနဲ့အခုနောက်ပိုင်း computer တွေ phone circuit တွေထဲမှာပါတယ် SMD SMD resistor လေးတွေဖြစ်တဲ့ thin film resistor ဆိုပြီးတော့ကြတော့ဒီ fitted resistor မျိုးစားတွေမှာထပ်ပြီးတော့ကြတော့မျိုးဝဲလေးတွေရှိပါတယ် ပေါ်ကကျွန်တော်ပြောခဲ့တဲ့အမျိုးအစားတွေအားလုံးက fitted resistor အမျိုးအစားတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ variable resistor တွေဖြစ်ပါတယ်တန်ဖိုးကိုလှည့်ပြီးပြောင်းလို့ရတယ်ငငယ်ကအတန်ချက်ဆက်တွေမှာပါတဲ့ပူသီးလေးလိုပုံစံမျိုးလှည့်ပြီးပြောင်းလို့ရတဲ့ resistor မျိုးစားကို potential meter လို့ခေါ်ပြီးတော့ကြတော့အချောက်လက်လေးနဲ့ DIY ပစ္စည်းတွေမှာပို့တင်ပို့ချလုပ်ဖို့အတွက် ကြောင်လက်လေးနဲ့လှည့်ပေးရတာအဲ့တော့ dimbot resistor လို့ခေါ်ပါတယ်။ဒါကြီးအကုန်လုံးကတော့ linear resistor မျိုးစားတွေမှာပါတာ။ non linear resistor အကြောင်းဆက်ပြောပါ။ non linear resistor ဆိုတာ ohm law v IR ကိုမလိုက်နာတဲ့ resistor တွေပဲဖြစ်ပါတယ်။ voltage နဲ့ current ကြားမှာတခြားသော non linear relationship တစ်ခုရှိနေတာမျိုးပါ။ resistor R က input voltage, current, temperature, light frequency တို့ကြောင့်ပြောင်းလဲနိုင်ပါတယ်။ပြောချင်တဲ့သဘောကကျွန်တော်တို့ current နဲ့ voltage နဲ့ resistor သုံးခုတည်းမဟုတ်ဘဲနဲ့သူကအပူချိန်၊အလင်းရောင်၊ချိန်နှုန်းစတာတွေကြောင့် မလို့သူ့ရဲ့ resistant တန်ဖိုးအပြောင်းလဲဖြစ်နေတဲ့ resistor မျိုးစားပါ။နန်းနေနေရ resistor တွေထဲမှာအဓိက၄မျိုးကိုကျွန်တော်ပြောပြပါမယ်။ LDR လို့ခေါ်တဲ့ light dependent resistor ပေါ့နော်။ LDR ဆိုတာအလဲမောင်ပုံမှာမူတည်ပြီးတော့ resistant ပြောင်းလဲနေတယ်။ light sensor ဆိုပြီးတော့လူတည်များတဲ့ light sensor ကဲ့သို့အလုပ်လုပ်တဲ့ resistor မျိုးစားပါ။နောက်တစ်ခုကတော့ thermistor ပါ။အပူချိန်ပေါ်မူတည်ပြီးတော့ resistant ပြောင်းလဲတဲ့ resistor ပါရေပူဇက်တွေမှာအသုံးပြုတဲ့အပူအာယုန်ခံတဲ့ sensor အနေနဲ့အလုပ်လုပ် barrister လို့ခေါ်တဲ့ BDR ကတော့ body ပုံမူတည်ပြီး resistant ပြောင်းလဲတဲ့ resistor မျိုးစားပါနောက်တစ်ခုကတော့ one way conducting resistor လို့ခေါ်တဲ့ diode တွေပါလျှက်စစ်ကိုတစ်ဖက်တည်းစီစဉ်ဖို့အသုံးပြုခြင်းတဲ့နေရာတွေမှာသုံးတဲ့ပစ္စည်းဖြစ်ပါတယ် အရင်ဗီဒီယိုမှာဒိုင်ယုတ်တွေအကြောင်းပြောခဲ့ပြီးသွားပါပြီဒိုင်ယုတ်တွေကိုလည်း one way conductor resistor ဆိုပြီးတော့ resistor အုပ်စုထဲမှာထည့်သွင်းထားပါတယ် non linear resistor မျိုးစဖြစ်ပါတယ်ဒါဆိုအခြေခံ circuit balance တွေပုံမှာမဖြစ်မနေသုံးရတဲ့ fitted resistor လေးတွေအကြောင်းဆက်ပြောပါအောင် resistor တွေကိုဘယ်မှာသုံးလဲ လျက်စီးကိုကန့်တတ်ခြင်းတဲ့နေရာမှာဒါဆိုလျက်စီးကိုဘလို့ကန့်တတ်မှာလဲလို့မေးเสียရှိလာပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်ပြောပြဥပမာ LED မီလုံး LED မီလုံးတစ်လုံးရဲ့ forward body သူ့ရဲ့ခံနိုင် body လို့လည်းပြောလို့ရတယ်အဲ့ဒီ body က3 volt လောက်ပဲရှိတယ်အဲ့ဒီ3 volt ထပ်ကြော်ပေးလိုက်တယ်ဆိုရင် LED မီလုံးလေးကလောင်ကျွမ်းသွားတိုင်းမှာကျွန်တော်တို့က12 volt battery နဲ့ LED မီလုံးလေးကိုချိတ်ဆက်ချင်တယ်ဆိုပါစို့ဒါရိုက်ချိတ်ဆက်မယ်ဆိုရင်3 volt ကိုတေးချတယ်ကျွန်တော်တို့12 volt ချိတ်လိုက်တာ ਨੇ ဖြတ်ဆိုပြီးတော့မီးလင်းပြီးတော့တခါတယ်လောင်ကျွမ်းတော့မှာဖြစ်ပါတယ်ဒီတော့မလောင်ကျွမ်းအောင်ကျွန်တော်တို့ current နဲ့ voltage ကိုကန့်တတ်ဖို့လိုတယ်ဒါဆိုရင် resistor ကိုလိုလာပြီ resistor ဘယ်လိုတွက်ရမလဲဒီ LED မှာသုံးဖို့အတွက် resistor ကိုလိုတွက်ယူရမလဲ resistor ကိုလိုချင် ohms law နဲ့တွက်ရပါတယ် ohms law မှာသူ့ရဲ့ equation က V IR ဖြစ်ပါတယ် V ဆိုတာဘို့ပါ I ဆိုတာလျှက်စီးကြောင် R ဆိုတာ resistor ကျွန်တော်တို့လိုချင်တဲ့ resistor value ပါဒါဆိုကျွန်တော်တို့ဘို့ဘလောက်အတွက် resistor ဘလောက်လို့မလဲဆိုတာစဉ်းစားအောင်ပေါ့နော် and lady 3ဖို့ပေးမဲ့ဖို့ကတွဲဖို့ဆိုရင်ကျွန်တော်တို့ကအဝင် တွဲဖို့တွေက3ဖို့ကိုနှုတ်လိုက်မယ်ဆိုရင်နိုင်ဖို့ကြံမယ်အဲ့ဒီနိုင်ဖို့အတွက်ကျွန်တော်တို့ resistant လုပ်ဖို့လိုပါတယ်အဲ့ဒီနိုင်ဖို့အတွက်လိုမဲ့ resistant ကိုတွဲရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘွေနေရာမှာနိုင်ဖို့ရပြီအိုင်နေရာမှာတော့ LED အတွက် current ကိုတည်ရပါမယ် LED တွေက current ကတော့10 milliampere တို့မဟုတ်20 milliampere သုံးလို့ရပါတယ်ဒါကို ေချာပေါင်း LED အတွက်ဆိုရင်တေချာပေါင်းမှတ်ထားရပါမယ်10 milliampere နဲ့ပဲကျွန်တော်အခုမှတော့တွက်ပြပါမယ်10 milliampere နဲ့တွက်မယ်ဆိုရင်ကျွန်တော်တို့1 ampere မှာ1000 milliampere ရှိပါတယ်အဲ့တော့ကျတော့10 milliampere ဆိုတာ1000နဲ့စားရမယ်ပေါ့နော် milliampere ampere ပြောင်းချင်1000နဲ့စားရပါမယ်အဲ့တော့0.01 ampere ရပါတယ်ဒီ20နီးလေးကိုတော့မှတ်ထားဖို့လိုပါတယ်အဲ့တော့ကျတော့ကျွန်တော်တို့က equation ထဲမှာထည့်သွားမယ် v = ir အဲ့တော့အားလိုချင်နေဆိုရင်ကျွန်တော်တို့ဘူးယူကိုအိုင်ရန်သွားစားရပါဘောနော်ပိုးတွေကိုကားရန်စားရပါလိမ့်မယ် r equal to v by i 9 0.01နဲ့စားမယ်အဲ့ဒါဆိုရင်900အုံလောက်လိုပါတယ်ပြောချင်တဲ့သဘောက9ဘုတ်အတွက် resistor က900အုံလောက်လိုပါတယ်အဲ့ဒါဆိုရင် resistor ထဲမှာကျွန်တော်တို့သွားပြီးတော့ရှာကြည့်လိုက်မယ်ဆိုရင်900အုံမရှိဘူးနီးစပ်တုံးဖြစ်တဲ့ 1k 1000အုံကိုယူလို့ရပါတယ်1000အုံ resistor ကိုထည့်သွင်းအသုံးပြုလိုက်မယ်ဆိုရင် ကျွန်တော်တို့မီလုံလေးလဲမှာဖြစ်ပါတယ်ဒီမှာတော့လက်တွေ့အသုံးပြုပြပါမယ်ဒီမှာကျွန်တော်ဒီ resistor တစ်လုံး LED နဲ့ချိတ်ဆက်ထားတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတန်ဖိုးကမတက်မှန်သေးဘူးဒီမှာတော့ကျွန်တော်9 volt battery ကိုသုံးမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ပြန်တွက်မယ်9 volt တွေက3 volt နှုတ်မယ်9 volt တွေက3 volt နှုတ်မယ်7 volt ကျန်မယ်7 volt ကို0.01နဲ့စားမယ်ဆိုရင်600 အုံးလောက်ပေါ့နော်600အုံးလောက်သုံးပြရမယ်လို့သူကထွက်ပေါ်လာပါတယ်အဲ့ဒါဆိုရင်600အုံးသုံးပြမယ်ဆိုရင်600အုံးလောက်သုံးပြရမယ်လို့ထွက်လာပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ resistor တန်ဖိုးလေးကို600အုံးနေနဲ့ပြောင်းလိုက်မယ်ဒီမှာ simulation လုပ်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာမီလီလင်းလာပါပြီအဲ့တော့じゃကျွန်တော်က resistor တန်ဖိုး short ချကြည့်မယ်ပေါ့เนาะကျွန်တော်တို့300အုံးလောက်ပဲထားကြည့်မယ် ဒီမှာမီးတော့လင်းသွားပြီမယ်တကယ်တမ်းဆိုကျွန်းမှာပါဘာလို့လဲဆိုတော့ဒီမှာဒီ circuit simulation လေးမှာဒီမှာ caption လေးပြရပေါ့နော်။ဘာပြောထားတာတော့ဆိုတော့ကျွန်တော်22.9 MB ပေါ့နော်။ဟိုဖြတ်တန်းစီးဆင်းနေတယ်ပေါ့နော်။ LED က LED ကတကယ်တမ်းက maximum 20 MB ထိပဲရှိတင်တယ်ပေါ့နော်။ဒီဟာမသုံးသင့်ဘူးလို့သူပြောတယ်ပေါ့နော်။အဲဒါကြောင့်မလို့ကျွန်တော်ဒီဟာကိုသုံးလို့မရပါဘူး။ဒါကတော့လက်တွေ့စမ်းသပ်ပြတာဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့ဒီ resistor ရဲ့တန်ဖိုးလေးတွေပေါ့နော်။အာဟုတ်ပါပြီ။ငါတို့တွက်တာတော့တွက်တတ်သွားပါပြီ။ဒါပေမဲ့ resistor ဘယ်လိုရွေးချယ်ရလဲ။ resistor ရဲ့တန်ဖိုးကိုငါတို့ဘယ်လိုသိမှာလဲဆိုရင်သူ့ရဲ့ကိုယ်တွေပေါ်ကကာလာကုတ်လေးတွေကိုဖတ်ပြီးတော့ရွေးချယ်လို့ရပါတယ်။ကျွန်တော်ကတော့အတွေ့အများတဲ့4ဘန်းနဲ့5ဘန်း resistor အကြောင်းကိုပဲပြောပါမယ်။4ဘန်းနဲ့5ဘန်းဘာကွာတာလဲဆို resistor ရဲ့ကိုယ်ပေါ်မှာရှိတဲ့အရစ်ကလေးတွေဒီကာလာလေးတွေဘယ်နှခုပါလဲဆိုတာကွာတာပေါ့နော်။ လေးခုပါရင်4 band resistor လို့ခေါ်ပြီး၅ခုပါရင်5 band resistor လို့ခေါ်ပါတယ်။4 band resistor ကိုအရင်ဆုံးကြည့်ရအောင်ပေါ့နော်။ဒီ resistor လေးမှာဆိုရင်ပထမကာလလို့ခေါ်တဲ့ first digit ကကျွန်တော်တို့အညူရောင်ဖြစ်မယ်။ပြီးတော့ second digit ကအနီရောင်လေးဖြစ်တယ်။ third digit ကတော့အညူရောင်လေးပဲ။နောက်ဆုံးကတော့ရွှေရောင်လေးဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဘာလဲဆိုတော့ရတာကညူ၊နီ၊ညူ၊ရွှေပေါ့နော်။အဲ့ဒါဖြစ်ပါတယ်။ ဲ့မှာဇရားမှာသွားကြည့်လိုက်မယ်ဇရားမှာအညိုး brown ဆိုတဲ့အညိုးက1ဖြစ်ပါတယ်နီဆိုရင်2ဖြစ်ပါတယ်နောက်ထပ်ညိုးဆိုရင်သူ့ရဲ့တတိယကာလာတော့သူကတန်ပါဝါဝမ်းလို့ပြောထားပါတယ်တန်းလို့ပြောထားတယ်ပေါ့နော်ပြောတာအဲ့ဒါတော့မြောက်ဖို့ဂိမ်းပါအဲ့တော့ကျတော့ရှေ့ရနှစ်ခုနဲ့စနစ်ဆယ်လီ120ပေါ့နော်120အုံးလို့ ဒီဟောင်းသတ်မှတ်လို့ရပါတယ်။နောက်ကရွှေရောင်ကတော့သွားကြည့်လိုက်မယ်။ဇာတ်မှာသွားကြည့်လိုက်မယ်ဆိုတော့5%လို့ပြောထားပါတယ်။အဲ့ဒါကဒီ120တွေ့နေရတဲ့ resistor လေးက120အုံးပါ။ဒါပေမဲ့ low လဲ900ဂိုင်းတော့ပိုလဲ900ဂိုင်းတော့လို့ပြောတာပါ။နောက်ဆုံးကကျွန်တော်တို့ accuracy ပေါ့နော်။ဒီ resistor လေးရဲ့တန်ဖိုးတိကျမှုကိုပေါ်ပြတာပါ။ ူကတော့နဲလေကောင်းနေပဲအဲ့ဒါဆိုရင် fiber resistor ကိုကြည့်အောင်ပေါ့နော် fiber resistor မှာ color 9ရောင်ဖြစ်သွားတာပဲရှိတယ်တကယ်တမ်းကျတော့အတူတူပဲပေါ့နော်အဲ့ဒါဆိုရင် fiber resistor ကိုကျွန်တော်တို့ဖတ်ကြည့်အောင်ပေါ့နော်ဒီမှာကတော့ကျွန်တော်ညိုနန်းနန်းလိမ်မော်ပေါ့နော်ညိုက1အနက်က3ညာအနက်က3ညာပြီးတော့လိမ်မော်ကတန်းတန်းတူတပါဝါ3ပေါ့နော်တန်းတူတပါဝါ3ဆိုတာကကျွန်တော်တို့ဘလောက်နဲ့ညီတုံးဆိုတော့1000နဲ့ညီပါတယ်အဲ့တော့ကျတော့1000နဲ့ ဒီ800ဘယ်တော့တုံးဆိုညိုနက်နက်ဆိုတော့100ပေါ့နော်100နဲ့1000နဲ့မြောက်တယ်မြောက်လိုက်တယ်ဆိုရင်ကျွန်တော်တို့တသိန်းအုံလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမသုံးဘူးဒီမှာကကျွန်တော်ဒီမှာလည်းဖွပြထားတယ်တန်ပါဝါ3ဆိုရင် k လို့သတ်မှတ်တယ် kilo ပေါ့နော်တန်ပါဝါ3ဆိုရင် kilo အဲ့တော့ကျတော့100 kilo ဒီ resistor လေးက100 kilo အုံလို့ တတ်မှတ်လို့ရပါတယ်ရေးတဲ့ပုံစံကတော့တရဟာ k ဘုံတန်ဘူးလေးဖြစ်ပါတယ်ကျွန်တော်တို့ resistor မှာအပေါင်းလုံးမရှိဘူးဟိုဘဲဘက်ကပဲဖြစ်ဖြစ်ချိတ်လို့ရတယ် positive ဘက်က wire ကိုပဲချိတ်ချိတ် negative ကဝါယာဝဲချိတ်ချိတ်အဆင်ပြေတယ်ချိတ်ဆက်လို့ရပါတယ်ဒီကျွန်တော်တို့အနေနဲ့ resistor တွေရဲ့ပေါ့နော် first digit last digit ပေါ့နော်ပြောရမယ်ဆိုရင်ဘယ်ကစဖတ်အမှာလဲအအရောင်တွေကတူနေဘယ်ဘက်က resistor ကဘယ်ဘက်ကစဖတ်အမှာလဲလို့ ဖြစ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့မြင့်မှတ်ထားရမှာနောက်မှာငွေတို့ရွှေတို့နဲ့ဆုံးတဲ့ဟာနောက်ဆုံးဟာပါအဲ့ဒါက last stitches ဖြစ်ပါတယ်အဲ့ဒီကနေမှဖတ်ရပါဘူးအဲ့ဒီရဲ့ရှေ့ကနေဖတ်ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အကွာအဝေးကိုလည်းကြည့်လို့ရပါကျွန်တော်တို့ D4 fan resistor မှာဆိုရင်ကျွန်တော်တို့ဒီရှေ့က first second third ဆိုတဲ့တန်ဖိုးဖတ်တဲ့ color ကုတ်လေး၃ခုကရှေ့မှာရှိနေပြီးတော့နည်းနည်းလေးခြားပါတယ် now ဆုံးက general accuracy ကြည့်တဲ့ color ကုတ်နဲ့ နည်းနည်းလေးချပါတယ်အဲ့လိုအခြေအနေမျိုးတွေမှာကျွန်တော်တို့အနေနဲ့ဒီခွဲလို့ရတယ်ပေါ့နော် resistor ရဲ့ဘယ်ဟာခေါင်းဘယ်ဟာနေစဖတ်မလဲဆိုတဲ့ဟာမျိုးကြည့်လို့ရတယ်5 band resistor မှာအဝဝေးမရှိတော့ဘူးနောက်ပြီးတော့ color မျိုးစုံဖြစ်တတ်တယ်ပေါ့နော်ကိုရောစေပါရောမဟုတ်ဘူးဆိုရင် last ကပေါ့နော်ဒီနောက်ဆုံးက1% to 0.5%ဖြစ်ဖို့အများဆုံးပဲပြောချင်တာတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေနောက်လည်းပိုကောင်းတဲ့သင်ခန်းစာတွေကိုတင်ဆက်အောင်မှာဖြစ်ပါတယ်စောင့်ကြည့်ပေးကြပါအောင်